တရုတ်ရန်ပထမဆုံး EMANS ပါဝင်တဲ့စစ်သင်္ဘောဒဇင်ဖြစ်ပြီးဖူဂျန်လီဒင်သင်္ဘောကိုစစ်ဆင်အတွက်အဓိကထားတည်ဆောက်ထားတာကြောင့်တရုတ်ယူတက်မှရှိပြီးသားလိန်နင်သင်္ဘောတွေထက်စကီချန်စနစ်တွေကလျှက်စစ်စနစ်တွေထက်အများကြီးကောင်းမွန်ပါတဲ့ EMANS နည်းပညာဟာအမေရိကန်မှာအသုံးပြုခဲ့တဲ့နည်းပညာဖြစ်ပြီးတရုတ်ရန်ဖူဂျန်လီဒင်သင်္ဘောမှာအသုံးပြုနိုင်ခဲ့တာဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ် ဒီနည်းပညာတွေကလူကျိုက်များပြီးနှစ်သက်တာကြောင့်လင်းများကိုလင်းမြန်စွာမောင်းနှင်ပင်းနိုင်ခြင်းလင်းပြင်းတဲ့အတွက်လည်းလင်းများကိုအခက်အခဲမရှိပြန်တန်းနိုင်ပါတယ်။ဖူကျန်လေးဒီတင်းပေါ်ပေါ်မှာတင်ဆောင်နေတဲ့လင်းအမျိုးအစားတွေကတော့ပြည့်ရဲ့နောက်ဆုံးပုတ်တိုက်လင်းဖြစ်တဲ့ J35 ကိုပြောက်တိုက်လင်းများဗက်ဆုံသွန်းတိုက်ခိုက်ရေး Jet Fighter တွေတရုတ်လေကြောင်းလမ်း SH site တိုက်လင်းတမျိုးဖြစ်တဲ့ KG600 AEWNC လင်းအပါအဝင် လေကြောင်းတိုက်ခတ်မှုနဲ့မြေပြင်ရေပြင်တိုက်ခတ်မှုတွေမှာပါအသုံးပြုနိုင်တဲ့ J50 တိုက်ခတ်ရေလေယာဉ်များနဲ့ဟယ်လီကော်ပတာများအပါအဝင်စုစုပေါင်းလေယာဉ်အစီး၄၀နဲ့50ခန့်အထိတင်ဆောင်နိုင်ပါတယ်။ကာကွယ်ရေးစနစ်များဘက်မှဆိုရင်လည်းအလွန်ခက်မိတဲ့ဗီဒီယိုစနစ်များတိုက်ခတ်မှုခံနေရင်မြန်မာတဲ့မစ်ဆိုင်ဒုံးကျည်များနဲ့ခက်မိစံတဲ့လက်နက်ပစ္စည်းတွေပါဝင်ပါသေးတယ်။